မြန်မာနိုင်ငံဟာမဟာဗျူဟာကျတဲ့နေရာမှာရှိတာကြောင့်ဒေသဆိုင်ရာဆက်သွယ်မှုလမ်းကြောင်းတွေပြီးစီးပါကမြန်မာနိုင်ငံဗဟိုပြုဆောင်ရွက်မဲ့တဆင့်ကန်ကုန်သွယ်ရေးထွန်းကားလာဖို့ရှိတယ်လို့စီးပွားရေးနဲ့ကုသန်းရောင်းဝယ်ဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးဝင်းမြင့်ကပြောပါရယ်ပြည်ထောင်စုဝန်ကြီးကတိုင်းပြည်ရဲ့စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက်ကုန်သွယ်မှုဟာဥဆောင်ကဏ္ဍဖြစ်ပြီးပို့ကုန်ဆိုင်ရာမှာကုန်စည်ပို့ကုန်တာမကဝန်ဆောင်မှုပို့ကုန်နေတဲ့အထူးတိုးတက်လာဖို့ရှိတယ်လို့ပြောပါရယ် မဟာဗျူဟာကျတဲ့ဒီနေရာကြောင့်မကြခင်ဒေသဆိုင်ရာဆက်သွယ်မှုလမ်းကြောင်းတွေတောင်ပိုင်းအရှေ့နောက်လမ်းမကြီးအရှေ့နောက်လမ်းမကြီးနဲ့မဟာမဲကောင်ဒေသနဲ့ဆက်ဆက်နေတဲ့ UNET ကြောက်ပြူလမ်းကြောင်းစတာတွေပြည်စီပါကမြန်မာနိုင်ငံကိုပို့ပြဆောင်ရွက်မဲ့တဆင့်ကန်ကုံသွယ်ရေးပြန်လည်ပို့ကုန်နဲ့သွင်းကုန်ထွန်းကားဖို့ရှိတယ်လို့မက်စလာတရနေ့ကမူဆယ်တရ9မိုင်ကုံသွယ်ရေးဆောင်မှာပြောကြားခဲ့ပါတယ်။ စီးပွားရေးပညာရှင်ဒေါက်တာအောင်ကိုကိုကဒေတာဆိုင်ရာဆက်သွယ်မှုလမ်းကြောင်းတွေတကယ်လှုပ်လာမယ်ဆိုပါကအနောက်အာရှအရှေ့တောင်အာရှနဲ့တရုတ်နိုင်ငံတွေရဲ့အချက်အချာကြတဲ့မြန်မာနိုင်ငံအတွက်တဆင့်ကံကုန်သွယ်ခြင်းတွေဟာအကျိုးရှိစေနိုင်တယ်လို့ပြောပါတယ်။ဒီလိုအကျိုးရှိတာဤတူတစ်ဖက်မှာလည်းမြေဈေးကြီးတာတွေနိုင်ငံသားတွေကဝင်ရောက်ဈေးကစားတာတွေတဘာဝပတ်ဝန်းကျင်ကိစ္စစတာတွေအတွက်ဗဟုအစိုးရနဲ့ပြည်내အစိုးရတွေကကြိုတင်ပြီးစဉ်းစားတဲ့ကအမျိုးသားစီးပွားရေးကိုနိုင်ငံသားတွေကဝင်ရောက်ထိန်းချုပ်တာမျိုးမဖြစ်စေဘဲညှတာတဲ့အခြေအနေတည်းရဲ့ပေါ်ပေါက်အောင်ဆောင်ရွက်တဲ့နယ်လို့လည်း၎င်းကဆက်လက်ပြောပါရယ်။ လက်ရှိမှာကုန်သွယ်မှုကဏ္ဍမြင့်တင်မှုနဲ့ပို့ကုန်သွင်းကုန်လုပ်ငန်းတွေရဲ့လုပ်ငန်းလုံဆောင်မှုကဏ္ဍတွေမရှိမဖြစ်လုံဆောင်ဖို့လိုအပ်တဲ့ပို့ကုန်သွင်းကုန်ပန်းကိုတည်ထောင်နိုင်ဖို့စီးပွားရေးနဲ့ကုတန်းရောင်းဝယ်ဝန်ကြီးဌာနကဥဆောင်လုံဆောင်နေတယ်လို့သိရပါဗျ။2013-2014ဘဏ္ဍာနှစ်မှာမြန်မာနိုင်ငံရဲ့ကုန်သွယ်မှုပမာဏကိုအမေရိကန်ဒေါ်လာ25ဘီလီယံကျော်ရရှိဖို့ရတာပြီးနေဆက်ကုန်သွယ်မှုက20ရာခိုင်နှုန်းနဲ့ပင်လယ်ရေကြောင်းကုန်သွယ်မှုကရာခိုင်နှုန်း80ကုန်သွယ်မှုပြုလုပ်ဖို့ရတာလို့သိရပါဗျာ။